ချိန်အတိကျတော့ဆရာမတို့မပြောဘူးပေါ့နော်ဒါပေမဲ့ဖြစ်ဖို့တော့ရှိရယ်လုံးဟိုဟာပေါ့ပြောရမယ်ဆိုလို့ရှိရင်အရင်တော့မဖြစ်ဘူးတဲ့အရာမျိုးထိအချိန်နေထိဖြစ်ဖို့ရှိရယ်ဆိုပြီးဆရာမရဲ့ဆရာအတိကျအော်ပြောမယ်ဆိုလို့ရှိရင်အခုဖြစ်သွားတဲ့ ငလျင်ရဲ့ Mr. Scale ကိုတိုင်းတဲ့အခါမှာ9.8လို့ဒါဆရာမတို့ဖတ်ရတာပေါ့နော်ဆရာမရဲ့ဆရာဆိုလို့ရှိရင်သူပြောထားတာဆိုလို့ရှိရင်9.5ဆိုပြီးတော့အနည်းဆက်ဆုံးกว่าတိရမြန်မာနိုင်ငံမှာ9.5ဆိုတာတတော်လေးမှမလှုပ်ခတ်ဘူးတဲ့အရာမျိုးပေါ့နော်အခု9.8တောင်လှုပ်သွားရဲဆိုတော့ကကျို့ပြည့်ရတဲ့ဒီဒီမြို့တမြို့ကလောက်တည်တယ်ဆိုလို့ရှိရင်ဟိုမြို့ပြည့်ကြီးဖြစ်သွားတော့ဒီကိုလှုပ်ခတ်သွားတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ အာကြိုတိရလို့တော့ပြောလို့ရပါတယ်။ဟိုဘယ်ချိန်မှဘာဖြစ်မဲ့အတိအကျတာပြောလို့မရခဲ့တာ။ဒါပေမဲ့ဒီတစ်နှစ်တာလုံးမှာဒါမျိုးဖြစ်နိုင်တယ်ဆိုတော့ဟာမျိုးတော့ကြိုပြီးတော့ဟောပေးထားပါတယ်။ဒီကိစ္စတွေကဆရာမတို့ဆရာတွေရောဆရာမတို့ရောအမှန်တိုင်းပြောရရင်ကြိုတိခဲ့ကြတယ်ပေါ့နော်။ဒါပေမဲ့ဟိုမြန်မာနိုင်ငံမှာကအဲလူတွေက ဟိုပြောမယ်ဆိုလို့ရှင်အဲတချို့လူတွေကမယုံကြည်ရာတွေရှိတယ်လေယုံကြည်ရဲ့သူတွေရှိရဲ့အဲဒါရီကငါတို့ကဖျားမှလွဲအဲဟိုယုံကြည်မရှိဘူးဘာလို့ပြောကြတဲ့သူတွေများတဲ့အတွက်ကြောင့်မလို့ဆရာမတို့ကတော့အဲ Facebook မှာတင်တယ်အဲ share ပေးတယ်တတိပေးတယ်ဒါပေမဲ့အဲလိုက်နာတဲ့သူတွေကြည့်တဲ့သူတွေတကယ်ကိုယုံကြည်တဲ့သူတွေကတော့တိလို့ share ကြတယ်ဒါပေမဲ့ ကျွန်မတို့မြန်မာနိုင်ငံမှာရှိတဲ့လူဦးရေနဲ့တွက်ကြည့်မယ်ဆိုလို့အဲ့ဒီ share ထားတဲ့ share ကတိတိလေးပဲရှိရယ်။ကိုဆရာမဆိုဆရာမ Facebook မှာတော့မှကျွန်မ share ထားရယ်ပေါ့နော်။ဒီတနစ်စာရဲ့ပတ်သက်ပြီးတော့ပေါ့နော်။အဲဒီယာဒီဥရုနဲ့တန်ဘလို့ဖြစ်မယ်။ဘလောက်ဒီခံစားရမယ်ဘလောက်ဒီဖြစ်မလဲဆိုတဲ့ဟာတွေပေါ့နော်ဆရာမတို့ share ပေးထားပါတယ်အဲဝေဖတ်ကြည့်လို့လည်းရပါတယ် ဒီနှစ်စတော့ကျွန်တော်တို့စစချင်းမှာတင်ပေးထားတဲ့ share ထားတဲ့ view ဟိုပါပေါ့အ share ကထောင်ကျော်လောက်ပဲရှိတယ်။အခုဆိုရှယ်တောင်းကျော်ကြီးဖြစ်သွားတယ်ဆိုတော့လေဒါကြည့်ချင်းအဖြစ်ဆိုလို့ရှင်လေဖြစ်ပြီးတော့မှတတိမူမိကြတော့အော်ငါတို့တွေဒီလိုမျိုးဖြစ်သွားပါပြီလားဆိုတော့မှနောင်နာတွေရကြရတယ်စိတ်မကောင်းစရာတွေဖြစ်ကြရတယ်ဆိုတော့ဘာမှမတက်နိုင်တော့ဘူး လူအသေးပြောက်ဒီမဖြစ်သေးဘဲနဲ့လည်းဖြစ်သွားတယ်လူပဲဆီယမတော့သုံးသက်ပါဒါမဲ့ကဒါကတော့ဗောနော်ဆီယမရဲ့အမြင်မှာဗောနော်တချို့လူတွေကြတော့လဲဟိုဒါကန်ကန်ကြီးချိုးဗောအဲဒါတော့ဖြစ်မှာပဲဒီလိုချိန်မှာဖြစ်မှာပဲဆိုပြီးတော့အတိုက်ခံပြောရင်လည်းပြောမယ်ဗောနော်ဒါကတော့မပြောလို့ပါဘူးโอเคဇမနာမည်ကတော့ဒါတော့ပိုင်ရွှေပြေပါပေါ့เนาะဟိုဇမလက်ရှိမှာလဲဟောနေပါတယ်ပေါ့เนาะ အခုကအဲဆီမဒီကိုလာပြီးတော့ကုညီရတဲ့ကုညီရတာပေါ့နော်ဟိုဒါအဆိုတော်မပိုးမီလေးပေါ့နော် သူကနေပြီးတော့ဟိုတင်ညာရဲပေါ့နော်အဲသူ Facebook မှာတင်ထားရဲပေါ့နော်ဒီငလင်တန်ခံရတဲ့လူတွေအတွက်ပေါ့နော် သူကဲဆဲဖို့ပေါ့နော်သူလှူကျင်နေပေါ့အဲ့ဒီအချိန်မှာသူဒီပွဲလေးလှုပ်ချင်နေဆိုတော့သူတင်ထားတော့ကိုကလည်းအော်ငါဒီအများကြီးလဲငါမလူနိုင်ဘူးငါရဲ့ပညာတဆွမ်းတဲ့ပညာလေးနဲ့ငါ တဖက်တလန်းကနေပြီးတော့ကူညီမယ်ဆိုတော့စိတ်နဲ့တွေးပြီးတော့မဘုံမီလေးကိုဆက်တွေ့ခဲ့တယ်ပေါ့နော်အာသူကလည်းဟိုဝမ်းသာအဲ့လေပါပဲဟာသူရမ်းဝမ်းသာတယ်ပေါ့နော်ကျေးဇူးလည်းအများကြီးတင်ပါတယ်ဝဲခမ်းပါပေါ့နော်လို့တော့ဟိုအရန်ပီတိဖြစ်မိရယ်ဟိုအရင်တော့ဆိုလို့ရှိရင်ဒါဒီလိုမျိုးကူနိုင်ကဲနိုင်ဖို့ဆိုတာကဆရာမမချုံချိုင်ခဲ့ဘူးအခုချိန်မှာဆရာမတကြွနဲ့ပညာလေးကလည်းအထိုက်လျောက်ကလည်းရှိလာပြီဆိုတော့ဆရာမတကြွနဲ့ဘက်ကနေပြီးတော့ ကူပေးခဲ့ပြီမယ်ဆိုတဲ့စိတ်လေးနဲ့ဆရာမလာပြီးတော့ပါဝင်ဖြစ်တာပေါ့နော်။ဟိုပြောရမယ်ဆိုလို့ရှင်မလို့အဲဒီကိစ္စတွေကဆရာမတို့ဆရာတွေရောဆရာမတို့ရောအမှန်တိုင်းပြောရရင်ကြိုးသိခဲ့ကြရတယ်ပေါ့နော်။ဒါပေမဲ့ဟိုမြန်မာနိုင်ငံမှာကအဲလူတွေကဟိုပြောမယ်ဆိုလို့ရှင်အဲတချို့လူတွေကမယုံကြည်ရတယ်ရှိတယ်လေယုံကြည်ရတဲ့လူတွေရှိရဲ့ အဲဒါရီကငါတို့ကဖျားမှလွဲအဲဟိုယုံကြည်မရှိဘူးဘာလို့ပြောကြတဲ့သူတွေများတဲ့အတွက်ကြောင့်မလို့ဆရာမတို့ကတော့အဲ Facebook မှာတင်တယ်အဲ share ပေးတယ်တတိပေးတယ်ဒါပေမဲ့အဲလိုက်နာတဲ့သူတွေကြည့်တဲ့သူတွေတကယ်ကိုယုံကြည်တဲ့သူတွေကတော့တိလို့ share ကြတယ်ဒါပေမဲ့ကျမတို့မြန်မာနိုင်ငံမှာရှိတဲ့လူဦးရေနဲ့တွက်ကြည့်မယ်ဆိုလို့အဲ့ဒီ share ထားတဲ့ share ကတိတိလေးပဲရှိရဲ့။ဒါအကြည့်ချင်းအဖြစ် ဟိုပြောမှဆိုလို့ရှင်တတိမမူမိကြတာလဲပါတာပေါ့နော်ဆရာမတို့ကတော့ကြိုတိရယ်ဆရာမဆိုလို့ရှင်အရန်ကိုထိတ်လန့်ခဲ့တယ်ကြောက်ရွံ့ခဲ့တယ်ဆရာမဆိုလို့ရှင်တတိအတိပေါ့နော်ဒီအတိမိတ်ဆွေတွေကိုဆရာမဟောပြီးတိုင်းဆရာမကိုလာမေးတဲ့ client တွေပေါ့နော်ဆရာမတတိပေးတယ်ဒီနှစ်ကအချင်းနေဆိုးမယ်နော်ဘာလို့ဆိုတော့ဆရာမတို့အဲတိလိုက်မလားမသိဘူးအဲဒီ2024ကုန်ကန်နီးမှာ အကုံနဲ့2025အဝင်မှာဟိုမှာမြစ်ကြီးနာဘတ်မှာမြေပုံစံမြေရနုံပုံစံမျိုးပြိုသွားတဲ့တရင်တစ်ခုเนาะတက်လာတယ်လေအဲ့ဒါကိုအဲ့ဒါကိုမြင်တော့လေဆရာမတို့ဒီဘက်ကဆရာကြီးနဲ့ဟိုဆရာကြီးကလည်းတချက်ဟောထားတာတွေကထွက်နေပြီဆမ်းမလည်းဟဲ့ရတယ်ပေါ့နော်ဆမ်းမဆရာကြီးကဆိုတော့အရန်ကြောက်မိွားတယ်အဲ့ဒီကစပြီးကိုကြောက်တာအမှန်တမ်းပြောရရင်တောက်လျှောက်ပဲ တငယ်ချင်းကိုတော့ပြောပြတယ်။သူလည်းတည်တယ်။ဆိုတော့အရန်လက်ကြောက်မိရယ်ပေါ့နော်။ဒါပေမဲ့လူတွေကဟိုယုံမယုံကြည်ရရများတော့တတိမမူခဲ့ကြတာပေါ့နော်။တကယ်တမ်းဖြစ်လဲဖြစ်လာကောဟိုကျိုးတေကာကွယ်ဖို့ကိစ္စတွေပါရဲ့ဘာမှမလုပ်နိုင်ခဲ့ဘူး။အဲ့ဒါကြောင့်မို့လဲကျွန်တော်တို့နိုင်ငံကတော်တော်လေးမှလည်းပေါ့နော်အထိနာသွားတယ်လို့လည်းထင်တယ်ဘာလို့ဆိုတော့ဒီ တဘာဝဘေးနဲ့ပတ်သက်ပြီးတော့စမုတ်နိုင်ငံမှာကကာကွယ်မှုအားလဲနေတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လဲတော်တော်ထိခိုက်ဆုံးရှုံးမှုအများကြီးဖြစ်သွားတယ်ဆမကျင်တယ်မှာတော်တော်လေးမှမကောင်းဘူးမန္တလေးလို မြို့ကြီးပြင်မနာလိုမြို့ကြီးတကယ့်ကိုတော့စကိုင်းလိုမြို့ကြီးတောင်မှလေဒီလိုရေပုံစံအတိလိုဖြစ်သွားတာပြိုကျသွားတဲ့အဖြစ်ကလေမြို့ပြက်ကြီးလားတော့မြင်လိုက်ရမြင်ရလေဘလို့မှမခံစားနိုင်လားဆမဆိုလေမျက်ရည်တောင်ကျမြင် ဩလို့ဒါပေမဲ့လည်းအခုဆ iam မဆိုဆ iam Facebook မှာတော့မှကျွန်မ share ထားတယ်ပေါ့နော်ဒီတနစ်စာရဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲဒီယာဒီဥရုနဲ့တန်ဘလို့ဖြစ်မယ်ဘလောက်ထိခံစားရမယ်ဘလောက်ထိဖြစ်မလဲဆိုတဲ့ဟာတွေပေါ့နော်ဆ iam တို့ share ပေးထားပါတယ်အဲဝေဖတ်ကြည့်လို့လည်းရပါတယ်ပေါ့နော်အဲအဲ့ဒီမှာဘာဖြစ်လဲဆိုလို့ရှင်ဒီဒီငလင်တန်ကိစ္စတော့၎င်းယာဒီဥရုတန်နဲ့ပတ်သက်တော့၎င်းဆ iam တို့တင်ပေးထားပါတယ် ဲ့မဲ့စိတ်ဝင်စားမှုလူတွေကနည်းခဲ့တယ်ပေါ့နော်အခုကြမှဖြစ်တော့မှဆရာမတို့ပြန် share တဲ့အခါမှာဖြစ်လဲဆိုရင်အိုးဒါကဒီလိုပြောထားပါလားဆိုပြီးပြန်လာ share တဲ့အခါမှာလွန်ခဲ့တဲ့အဲ့ဒီနှစ်စတော့ကဆရာမတို့ဆက်စားခြင်းမှာတင်ပေးထားတဲ့ share ထားတဲ့ view ဟိုပါပေါ့အ share ကထောင်ကျော်လောက်ပဲရှိတယ်အခုဆိုရှယ်တောင်းတော်ကြီးဖြစ်သွားတယ်ဆိုတော့လေဒါကြည့်ခြင်းအဖြစ်ဆိုလို့ရှင်လေဖြစ်ပြီးတော့မှ တတိမူမိကြတာအော်ငါတို့တွေဒီလိုမျိုးဖြစ်သွားပါပြီလားဆိုတော့မှနောင်နာတွေရကြရတယ်စိတ်မကောင်းစရာတွေဖြစ်ကြရတယ်ဆိုတော့ဘာမှမတက်နိုင်တော့ဘူးလူအသေးပြောက်ဒီမဖြစ်သင့်ဘဲနဲ့လည်းဖြစ်သွားတယ်လို့ပဲဆရာမတော့သုံးသက်ပါဒါမဲ့ကဒါကတော့ပေါ့နော်ဆရာမရဲ့အမြင်ပါပေါ့နော်တချို့လူတွေကြတော့လည်းဟိုဒါကန်ကန်ကြီးအကျိုးပေါ့အဲဒါတော့ဖြစ်မှာပဲဒီလိုချိန်မှဖြစ်မှာပဲဆိုပြီးတော့အတိုက်ခံပြောရင်လည်းပြောမယ်ပေါ့နော်ဒါကတော့မပြောလို့ပါဘူး ဒါပေမဲ့ဆရာမတို့ကလည်းဆရာမတို့တားတော်တွေပညာုံလည်းရှုံမမယုံမလို့လည်းမပြောလို့ပါဘူးပေါ့နော်ဒါပေမဲ့ဆရာမတို့ကတော့ဆရာမတို့တကြွန်းနဲ့အဲဒီပညာနဲ့ပေါ့နော်ဆရာမတို့ကရှစ်ဆက်ပြီးတော့လည်းအတိတွေပေးသွားမယ်တတိတွေပေးသွားမယ်ဟောပေးမယ်ပြောပေးမယ်ခုပေးမယ်ကဲပေးမယ်ဒါဆရာမတို့ဒါတက်နိုင်တာဒါမျိုးဒီတစ်ခုပဲရှိရယ်ပေါ့နော်ဟိုအဲ့ကြောင့်မို့လဲဆရာမကဒါတစ်ခါတည်းဖြေလိုက်ရတာပေါ့နော် အညီမလေးတို့ဒါမေးတဲ့အမေးကိုဟောကောဆရာမရဲ့ဒါဖြည့်ဖြည့်ခြင်းတဲ့စကားလုံးလေးပါ တခါရေးဖြည့်လိုက်တာပါလို့ဟိုဆရာမတို့ကတော့အငြင်းတန်းအနောက်မဆုပ်ပါဘူးဟိုတိတိဖြစ်စေမတိတိဖြစ်စေဟိုဘသူပဲဘလိုပဲပြောပြောဆရာမတို့ကတော့အငြင်းတန်း ဆရာမတို့ယုံကြည်ရာဝဲဆရာမတို့ရှစ်ဆက်ပြီးတော့ပဲလှုပ်ပေးသွားပါမယ်တအားဘာလို့ဆိုဆရာမတို့မှာတက်နိုင်တာဒါလေးပဲရှိပါတယ်အဲဟုတ်တယ်ဒါပေမဲ့အချိန်အတိကျတော့ဆရာမတို့မပြောဘူးပေါ့နော်ဒါပေမဲ့ဖြစ်ဖို့တော့ရှိရယ်လုံးဟိုပါပေါ့ပြောရမယ်ဆိုလို့ရှိရင်အရင်တော့မဖြစ်ဘူးတဲ့အရာမျိုးထိအချိန်နေထိဖြစ်ဖို့ရှိရယ်ဆိုပြီးဆရာမရဲ့ဆရာအတိကျအော်ပြောမယ်ဆိုလို့ရှိရင်အခုဖြစ်သွားတဲ့ ငလင်ရဲ့ Mr. Scale ကိုတိုင်းတဲ့အခါမှာ9.8လို့ဒါဆရာမတို့ဖတ်ရတာပေါ့နော်ဆရာမရဲ့ဆရာဆိုလို့ရှိရင်သူပြောထားတာဆိုလို့ရှိရင်9.5ဆိုပြီးတော့အနီးစပ်ဆုံးกว่าတိရမြန်မာနိုင်ငံမှာ9.5ဆိုတာတော်တော်လေးမှမလောက်ခတ်ဘူးတဲ့အရာမျိုးပေါ့နော်အခု9.8တောင်လှုပ်သွားတယ်ဆိုတော့ကကျိုးပြက်ရတဲ့ဒီဒီမြို့တမြို့ကလောက်တည်တယ်ဆိုလို့ရှိရင်ဟိုမြို့ပြက်ကြီးဖြစ်သွားတာလောက်တည်ကိုလှုပ်ခတ်သွားတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ အာချိုတိရယ်လို့တော့ပြောလို့ရပါတယ်။ဟိုဘယ်ချိန်မှဘာဖြစ်မဲ့အတိအကျတာပြောလို့မရခဲ့တာ။ဒါပေမဲ့ဒီတနှစ်တာ လုံးမှာဒါမျိုးဖြစ်နိုင်တယ်ဆိုတော့ဟာမျိုးတော့ကျိုးပြီးတော့ဟောပေးထားပါတယ်။ဟုတ်နောက်ထပ်ဘာဖြစ်နိုင်ဆိုရာဒီဥရုအခုဆရာမတို့ဟိုမိုးမိုးရင်းလဲကာလာလဲရောက်ပြီပေါ့နော်။မိုးရင်းကာလာလဲရောက်ပြီဆိုတော့ကဟိုမိုးရင်းမှာဖြစ်နိုင်တဲ့အရာ လေတန်းရှိမယ်ငိုးတန်းရှိမယ်ရေတန်းရှိမယ်မုံနိုင်ပေါ့အဲ့ဒါတွေကိုလည်းဆရာမတို့ကြိုးပြီးဟောပေးထားပါတယ်ဆရာမရဲ့ Facebook ကောက်မှာရောဆရာမရဲ့ဆရာကဟိုဟိုသူဟောထားတဲ့ဟာလေးဆရာမတို့ကပြန် share ပေးထားတယ်ဆိုတော့အဲသူတို့ရဲ့ဒါကျွမ်းကျင်မှုပေါ့နော်ဆရာမတို့ကမကျွမ်းကျင်သေးတဲ့အပိုင်းမှာသူတို့ရဲ့ကျွမ်းကျင်မှုအားနဲ့သူတို့တွေ အဟောပြောပေးထားပါတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ share ပေးထားပါတယ်ဆရာမရဲ့ရွှေပြည့်စံဆိုရဲ Facebook ကောင်းပါလေရှိပါတယ်အဲ့တော့ဝင်ပြီးတော့လည်းဖတ်ကြည့်ပါလို့ကြိုတင်ပြင်ဆင်ထားမှုလည်းလိုအပ်ပါတယ်အရင်နှစ်ကတက်ကိုပို့ပြီးတော့ခံရဖို့များပါတယ်ဆရာမတတိပေးချင်တာတော့လေအရင်နှစ်ကတက်ကိုပို့ချမ်းမယ်ပေါ့နော်ဒီနှစ်ကပို့ပြီးတော့လည်းอืมစီးပွားရေးလူမှုရေးအကုန်လုံးကအဲကတ်ကတော်တော်လေးစိုက်လာပြီပေါ့နော်ဆရာမကတော့အမှန်တမ်းပြောရရင်ဆရာမ မှန်တိုင်းပြောချင်တယ်ပေါ့နော်ဆရာမတို့ရဲ့ဒီမြန်မာနိုင်ငံရဲ့အခြေအနေကဒီနှစ်ထဲမှာတော်တော်လေးဆိုးရွားမှာစီးပွားရေးအဆဆရာမတို့ဆိုးရွားမှုအခြေအနေလာမှာပါမယ်ဟိုအောက်ကိုထိုးဆိုင်နေပြီပေါ့နော်အဲ့တော့ဆရာမတို့တွေတယောက်နဲ့တယောက်ဟိုမနာလို့မုံထားရန်ရန်လို့မုံတီးနေမှာအဆဆရာမတို့တယောက်နဲ့တယောက်ဖေးကူမပြီးတော့ပေါ့နော်လက်တွဲသွားပြီးဘာတွေငါတို့ဘလို့ရင်ဆိုင်ကြမလဲငါတို့ဘာတွေဘလို့ပြင်ဆင်တင့်လဲဘာတွေဘလို့အဲတယောက်နဲ့တယောက်ဖေးကူမပေးမလဲဆိုရဲအဲ ဟိုပေါ့နော်ဟိုစိတ်ကိုပဲအတွင်းစေချင်တော့တယ်ပေါ့နော်အဲအဲ့လိုမျိုးပဲပြင်ဆင်စေချင်တော့တယ်ငလင်းကတော့အခုထိဆရာမတို့ကြားရတော့မရက်သေးဘူးလို့လည်းပြောတယ်ဒီနေ့တောင်မှတိုက်သွားအဲထတ်လုတ်သွားတယ်ပေါ့နော်ဆိုတော့ကငလင်းကတော့ဘယ်လောက်ထိဘယ်လိုအထိဒါဟိုဒါမိုးလေဝသပညာရှင်တွေတကယ်ဒီတိုင်းတွင်ရတဲ့ပညာရှင်တွေဆရာတွေကတော့ပိုပြီးကျွမ်းကျင်မယ်ပေါ့နော်ဆရာမတို့တဲ့အဲ့တော့ဆရာမပြောချင်တာကတော့ဟိုအခုထိမရက်သေးတဲ့အနေထားမှာဆိုလို့ရှိရင်အခု morning အခုဆရာမတို့လေးလပိုင်းရောက်နေပြီ ောက်ရှေ့ဆက်ပြီးတော့မိုးရီကာလာလည်းရောက်တော့မှမကြခင်ပါဆိုတော့ကဒီလိုမျိုးအခုဖြစ်သွားတဲ့အနေထားမှာတော့ဆ iam မတို့မှာရက်ကရက်ကနဲ့ရုံးရစာကတ်တွေဖြစ်နေတာဒီအခုကြလာမယ်မိုးရင်းကာလာဆိုလို့ရှိရင်ဘယ်လိုဖြစ်ကြမလဲဘယ်လိုလုပ်ကြမလဲဆိုတာကဆ iam မတို့လူသားတွေပေါ်မှာအတွေးအမြင်တွေရှိတဲ့အတွက်ကြောင့်မလို့ဘယ်လိုလုပ်ကြမလဲဘယ်လိုလက်တွဲသွားကြမလဲအခုဆ iam ကတော့ပြောသလိုပေါ့နော်အကောင်းဆုံးဘယ်လိုငါတို့ရင်ဆိုင်ကြော်ဖြတ်ကြမလဲဆိုတဲ့ဟာမျိုးပဲဆ iam က ဟိုတိုင်မင်စေဂျင်တော့ရယ်ပေါ့နော်တရားနဲ့တရားဖေးမအကူကြီးနဲ့ပေါ့နော်အဲ့လောက်ထိပဲဆရာမပြောပြလို့ရတော့မယ်ပေါ့နော်ဘာလို့ဆိုတော့ဟိုအတိအကျကြီးဘာလို့ဘာဖြစ်မယ်ဆိုတော့မပြောဒါပေမဲ့ဟိုဖြစ်နိုင်ကြီးအားတွေဒီနှစ်ထဲမှာဘလို့ရှိရဆိုတော့ဆရာမတို့ဟောပေးထားတယ်ဆရာမတို့ဆရာကြီးရပါတော့ဟောပေးထားပါတယ်အဲ့တော့ဟိုဘောနော်ဆက်ပြီးတော့ဘောနော်ဘာဘလို့လောက်သွားမလဲဆိုတော့ဟိုအကုန်လုံးကတော့ဒါပညာရှင်တွေကတော့သိမှာပေါ့နော်ဟုတ်ကဲ့